ဟုတ်ကဲ့ပါမြန်မာပြည်မှာကထိန်လို့ဆိုလိုက်တာ ਨੇ ဘာတွေကိုပြင်းမြင်မိကြလဲ နိုင်ငံခြားတခြင်းတွေ DJ တခြင်းတွေကိုကားပေါ်မှာလော်ကြီးတွေ50လုံးနဲ့ဖြွင့်ပြီးတော့တရုတ်ပြတ်စွာ ကခုံနေတဲ့ပုံစံတွေလော်အဖွဲအချင်းချင်းဟိုဘက်ဒီဘက်အတိတ်ပဲမရှိစွာပြိုင်ဆိုင်တဲ့ပုံစံတွေဘသူအတန်ပိုကျဲလဲဆိုတာကို ပြိုင်ဆိုင်တဲ့ပုံစံတွေဘလို့ကောင်ကြီးတွေမှမသိပဲနဲ့အမွှေးဆုပ်ဖွားအကောင်ကြီးတွေတရေကြီးတဆေကြီးတွေတပတ်ကြီးတွေပုံစံနဲ့တထင်အတွက်လူခံနဲ့အလူခံနေတဲ့ ကျွဲတွေအကောင်ကြီးတွေတဲကိုဝင်ကပြီးတော့မထော်မနှမ်းလူခံတဲ့ပုံစံတွေအရက်တေဇာမူးရစ်တောက်စားပြီးတော့လမ်းလေကောင်းမှာအရှက်မရှိအုပ်စုလိုက်ကခုံနေတာတွေယဟန်တန်ဃာနဲ့မအပ်ဆက်ဖဲနဲ့ယဟန်တန်ဃာတွေကိုတိုင်း DJ ဒက်ဆက်တွေဖွင့်ပြီးတော့မြောက်ပေးနေတာတွေကျွန်တော်တို့မြန်မာတွေရဲ့ကထိန်ဆိုတာအနာတွေကိုပဲမိတ်ဆွေတို့တွေ့နေကြရမှာပါစိတ်ကူးတွေနဲ့ရှောက်ပြောနေတာမဟုတ်ပါဘူးမိတ်ဆွေတို့မျက်စိရှိမှတွေ့မှာပါအဲ့တော့ပထမဆုံးပြောချင်တာကနိုင်ငံခြားတီးလုံးတွေကိုကားကြီးတွေပေါ်မှာလော်ရီဆယ်လုံးလောက်တင်ပြီးတော့အတန်ကုန်ဖွင့်ပြီးတော့လုတ်တဲ့အတိတ်ဘယ်ကဘလို့အတိတ်ဘယ်မျိုး

တထိန်ခင်းတဲ့ပွဲတွေမှာအဲ့လိုလော်အဖွဲတွေလော်အဖွဲလိုပဲပြောရမယ်ကြာနော်လော်အဖွဲတွေကိုငှားပြီးတော့နားမခံတောင်းဝုံနိုင်ကျဲဖွင့်နေတဲ့အတိတ်ဘယ်ကဘလို့အတိတ်ဘယ်တက်ရောက်ငါတို့ကပဲခင်းနောက်ကြနေတာလားဒါမှမဟုတ်ငါတို့ပဲညံမမိတာလားအစင်လာရှိခဲ့တဲ့ရိုးရရင်ကျေးမှုတခုကိုဒီလိုမျိုးဖြတ်လို့ဖြတ်စီလုံနေတာနှစ်နဲ့ချီနေပြီပြောမဲ့လူမရှိဘူးဆိုမဲ့လူမရှိဘူးတောင်းပြမဲ့လူမရှိဘူးရဟန်းတန်ခါတွေကလည်းကထိန်ခင်းတဲ့ပွဲမှာ ဒါမျိုးတွေတော့မလုပ်ကြပါနဲ့ကွာခန်းခန့်ထဲထဲအိုးစီဒိုးဘတ်ဝိုင်းလေးနဲ့အစင်တန်းရှိရှိမြမရိုးကယဉ်ကျေးမှုကိုလည်းထိမ့်သိမ့်နဲ့အရာရောက်အောင်အစင်လာရှိခဲ့တဲ့ဘာသာရေးပွဲနဲ့ကန့်ညီအောင်လဲကန့်ညီအောင်လုပ်ကြပါဆိုတဲ့မိနဲ့ဟာတခုံးမှမထွက်ဘူးအဲ့တော့လှုပ်ချင်တိုင်းညီလှုပ်နေကြလော်တွေကိုအတန်ကုန်ဖွင့်ပြီးတော့လူကြီးလူငယ်အမျိုးသမီးမရွေးခလေးမရွေးဘုံကြီးเจ้าဝင်းထဲမှာဒိုးဒိုးတန်းတန်းနဲ့ခုံပေါက်မြူးတူးနေတာဘလို့အတိတ်ပဲရော ဒါဘာသာရေးပွဲကိုကျင်းပတာမှမဟုတ်တာဒါသရုပ်ပြယဉ်ကျေးမှုကိုပုံဆောင်တာလေဗျာကြည့် ဲ့တော့ရထန်းရွာထဲမှာဒီလိုမျိုးအတန်ကုန်တွေဖွင့်ပြီးတော့ရှောက်ပတ်ပြီးတော့ဖွင့်ပြတယ်ဆိုတာကအထိပယ်ကိုမရှိဒါတွေကိုသက်ဆိုင်ရာကတားဆီးရမှာဝါသနာပါလို့ဒါမျိုးတွေကိုခွင့်ပြုခြင်းနဲ့ဆိုလဲသူ့နေရာလေးတီးကြတက်တက်မတ်မတ်ထားပြီးတော့ဖွင့်ပျောလူတွေနဲ့လွတ်တဲ့နေရာမှာပျော်ဝဲရှင်ဝဲဆိုတဲ့နေရာလေးတက်တက်ထားပြီးလိုက်အခုဟာကရက်ရွာထဲမှာလူကြီးတူမတွေရှိတယ်ကလေးတူငယ်တွေရှိတယ်မကြမ်းမမာတဲ့လူတွေရှိတယ်

နှစ်ပိုင်းခြားတစ်ခုတောင်မှဖြစ်လာပြီ။အဲ့တော့ဒီလော်ရင်ချင်းမှုကိုကျွန်တော်ကပပျောက်စေချင်တာမဟုတ်ဘူးနော်။ကိုယ်ဝါသနာနဲ့ကိုကျွန်တော်လက်ခံအဲ့လူကြားသူကြားတဲ့လှင့်လေပြီးတော့နားမခံတာအောင်ဒုက္ခပေးတာမျိုးကတော့မဖြစ်သင့်ဘူးဆိုတာမျိုးကိုတော့ထောက်ပြခြင်းတာပါ။နောက်ပြီးတော့လော်ပြိုင်ပွဲတဲ့အဲ့ဟိုဘက်အဖွဲ့နဲ့ဒီဘက်အဖွဲ့နဲ့လော်ချင်းလော်ချင်းမျက်နှာချင်းဆိုင်တည့်ပြီးတော့နိုင်ငံခြားတချင်းတွေကိုဖွင့် တော့ဘသူကအတန်ပိုအတန်ပိုကျေတာကိုပဲခံစားရတာပေါ့ဘသူကအတန်ပိုကျေလေပေါ့ဘလောက်ညံနေပြီဘလောက်အုံနှောက်မရှိတဲ့လောက်ရအဲ့တော့ဘလို့အတိတ်ပဲဖြစ်သွားလဲအဲ့လိုဖြစ်တော့ဝါဒနာလားဒါဝါဒနာအဲ့တော့ငောက်တော့လာမရှင်နဲ့ပြိုင်ကျေမလားဆိုတဲ့ကလေးကလာနှစ်ချီးအွက်တင်နေအဲ့တော့ပြိုင်ကျေတော့ဘာဖြစ်သွားလဲသူများထက်ကျေတော့ဘာဖြစ်သွားလဲ ဲ့တော့ကိုလုံးလိုက်တဲ့လူကအတိတ်ပဲရှိတာမရှိတာထက်သူများကိုမထိခိုက်ဖို့လိုတယ်ကိုရဲ့ဝါသနာပဲกว่าငါဝါသနာပါလို့လူတွေငါ့ကိုအားပေးလို့ငါလှုပ်တာပါဆိုပြီးတော့သူများကိုထိခိုက်နေတယ်အဲ့ဒါစောက်စင်တယ်မရှိတာ ਨੇ အတူတူပဲအဲ့တော့ဒါမှတော့ဒါတွေကတော့သူတို့ကတော့ပတ်စံရလို့ဒီလိုမျိုးလော်ပိုင်ရှင်တွေကလိုက်တယ်ပေါ့အဲ့တော့ငှားတဲ့လူတွေကလည်းဘလို့စိတ်ကူးစိတ်တန်းနေနေဘလို့ညံရင်ညံသွေးတွေနေငှားကြတာ အဲ့အရာတွေကိုလက်ခံမဲ့ဆရာတော်တွေဘုန်းကြီးเจ้าကတန်ဃာတော်တွေကရောအဘလူမျိုးလက်ခံကြတာလဲဘာသာရေးပွဲမှာဘာတွေလာရှုပ်နေလဲအတခြားနီးလဲနဲ့ဒီဘာသာရေးပွဲကိုကျင်းပလို့မရတော့ဘူးလားရုပ်ပြက်ယဉ်ကျေးမှုလေ ဲ့တော့ဒါတွေကအပျော်ကနေအပြက်သဘောဆောင်တဲ့ကိစ္စတွေပါအဲ့တော့ဒါတွေကိုတာဝန်ရှိတဲ့သူတွေကထိန်းချုပ်ဖို့လိုပါတယ်ဒါတွေကိုကျွန်တော်ပပျောက်စေချင်တာမဟုတ်ဘူးနော်သူများရဲ့ဝါသနာတစ်ခုကိုကျွန်တော်တားဆီးပိတ်ပင်တာမျိုးမဟုတ်ဘဲနဲ့ဒါတွေကိုထိန်းထိန်းသိမ်းသိမ်းလေးလှုပ်စေချင်တာပါဥမာလော်ဖွဲ့ဆိုလဲသူ့ရဲ့နေရာလေးမှာတီးတန့်လေးအဲ့တော့ထားမယ်ဘာလို့လဲဆိုတော့ဒီလိုအတန်လေးကိုဗျာလူတိုင်းကနားထောင်ကျင်နေတာမဟုတ်ဘူး ဲ့တော့နားထောင်ခြင်းတဲ့လူကခြင်းခုံခြင်းတဲ့လူတွေကနေရာတီးကြလေးမှာသွားပြီးတော့ကကြမယ်ခုံကြမယ်ဖွင့်ကြမယ်ပေါ့ဗျာအခုကရရွာထဲမှာရှောက်ပတ်ပြီးတော့နားမခံတောင်းလိုက်ပြီးဒုက္ခပေးနေတာမျိုးကတော့မကောင်းဘူးပေါ့ဗျာเนาะအဲ့တော့နောက်တစ်ခုပြောချင်တာကကထိန်ဆိုတဲ့ဗလာရေးပွဲကိုဖမ်းပြပြီးတော့အလူခံတဲ့ကိစ္စတွေအဲ့တော့အလူခံတဲ့နေရာမှာလဲဗျာနတ်ဝင်သလိုလိုနတ်ပူးသလိုလိုဒါမျိုးတွေအလူခံတာ တော့တရေလူလူတစီလူလူအကောင်ကြီးတွေနဲ့ကြက်တီမရှိတဲ့ပုံစံတွေနဲ့အလူခန္ဓာမျိုးတွေတလန်းဝင်တလန်းထွက်လမ်းကျိုးလမ်းကြားထဲမှာတလိဆန်လူလူဘာလူလူတစီလူလူတရေလူတပတ်လူလူအကောင်ကြီးတွေနဲ့ဝင်ပြီးတော့အလူခန္ဓာမျိုးတွေအဲ့တော့ငကရိုင်းမဲတော်လူလူကိုအောင်နိုင်လူလူအလူခန္ဓာမျိုးတွေနောက်ဝင်ပူးတဲ့ပုံစံမျိုးတွေအလူခန္ဓာမျိုးတွေလမ်းပေးမှာဒါမျိုးတွေကိုလည်းမလုပ်စေခြင်းဘူးဗျာဒါတွေကလည်း မဟုတ်ဘူးဆိုတာလည်းသိနေတာပဲလှုပ်တဲ့သူတွေလည်းသိမှာပါဒါတွေကိုလည်းတာဝန်ရှိတဲ့သူတွေက တားမြစ်စေခြင်းပြီဗျာဟောဒါတွေကို ကျွန်တော်ပြောလို့ကျွန်တော်ကိုဝိုင်းဆဲကြပါလေဦးမယ်ဆဲလဲမတတ်နိုင်ဘူးဗျာဒါတွေကိုဒီတိုင်းလွတ်ထားတာတော့အဆင်ပြေမနေဘူးကျွန်တော်တို့ကတော့မကြိုက်ရင်မကြိုက်ဘူးအဆင်မပြေတာကတော့အဆင်မပြေတာပဲအဲ့တော့ကျွန်တော်တို့ဂျိုးရရင်ကျင်းမှုဖြစ်တဲ့ကတ်ထိန်ကျွန်တော်တို့ဂျိုးရပွဲတော်တစ်ခုကကောင်းကောင်းမွန်မွန်လေးဖြစ်စေခြင်းပြီး ခုကကထိန်တို့ပြောလိုက်တာနဲ့ညလုံးထဲမှာလမ်းဘေးဇရိုက်ပုံစံနေပြီးပဲတန်းတွေ့လိုက်ရတာ။ဒါကတော့ကျွန်တော်တကယ်စိတ်ရင်းစေတနာအမှန်နဲ့ပြောတာပါ။ဘသူကမှတိကျိုက်စေခြင်းနဲ့ဆန္ဒမရှိပါဘူး။ကျွန်တော်ပြောတဲ့ဟာတွေကလည်းမှန်လားမမှန်လားမိတ်ဆွေတို့လည်းတိုင်းပေါ်မှာမြင်တွေ့နေရမှာပါ။အပြင်မှာလည်းမြင်တွေ့နေရမှာပါ။အဲတော့ရွာပြင်ထွက်နေရရင်လည်းမတက်နိုင်ဘူးဗျာ။ပြောစရာရှိတော့ပြောလိုက်ပါပြီ။ကျေးဇူးတင်ပါတယ်။ကျွန်တော်ကွီးစော်ပါ။အမြင်မတော်တာလေးတွေကတော့အမြင်မတော်တာတွေပါပဲ။ကျေးဇူးတင်ပါတယ်။